မင်္ဂလာပါရှင်ဒီကနေ့အဘာတို့ပါတီကိုဆက်တဲ့အခွဲကတရုတ်ပြည်သူသမတနိုင်ငံကိုတွားရမယ်လို့သိရပြန်ပြောနော်ဒါကြောင့်မလို့အဘာတို့ကဘယ်အခန်းကဏ္ဍကနေပြီးတော့ပါဝင်မလဲဆိုတာသိချင်ပါရဲ့ရှင်ဟိုတို့ကတော့ဟိုပေါ့ပြည်နယ်တိုင်းပါတီဥက္ကဋ္ဌတွေပေါ့နော်အဲ့တော့ AOD တိုင်းအနေနဲ့အတိတ်ကပြောချင်တာကတော့ AOD တိုင်းဒေသကြီးကဟိုတောင်ကျွလုံအများစုကစပါးအတိတ်ကစိုက်ပျိုးကြတာပေါ့နော်ဘယ်လောက်လို့စိုက်ပျိုးလဲဆိုတော့ဧကပေါင်း38သိန်းကျော်လောက်စိုက်ပျိုးခဲ့တယ်ဆိုတော့စပါးလည်းအထွတ်ဆုံးဒေသလည်းဖြစ်တယ် နောက်တစ်ခုကတော့မိုးစဘာညစဘာတွေနဲ့စိုက်တယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြောတရုတ်ပြည်ရောက်တဲ့ခါကျတော့ဒီစိုက်ပျိုးရေးကဏ္ဍကျေးလက်ဒေသဖွံ့ဖြိုးရေးစိုက်ပျိုးရေးကဏ္ဍတွေသူတို့ဆွေးနွေးတဲ့ခါမှာအဲ့သူတို့ရဲ့ဤပညာတွေအဲ့သူတို့ရဲ့မျိုးကဏ္ဍတွေနောက်တစ်ခုကတော့သူတို့ရဲ့ဒီပညာဘုဒ္ဓတာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့အဲဒီဘက်ကတည်ပြီးတော့ ဟိုကိုလက်ရှိမြန်မာနိုင်ငံရဲ့ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့တရုတ်ပြည်ကထူးခြားတဲ့စိုက်ပျိုးရေးဒေသတွေနဲ့ဒါအမိချင်းဖလှယ်တာတွေသူတို့ရဲ့မူဝါဒတွေတိဖို့အတွက်အထူးအဖြစ်တော့ဒါလေးတွေလေ့လာဖို့လေ့လာခဲ့မယ်လို့ဒါလေးရည်မှန်းသွားတယ်။ဟုတ်ကဲ့ပါရှင်အခုလိုဖြည့်ချပေးရတဲ့အများစွာကျေးဇူးတင်ပါတယ်ရှင်။